အားလုံးပဲမင်္ဂလာပါရှင်။ပြီးခဲ့တဲ့မေလ22ရက်နေ့မှာ Impact 360ကဥဆောင်ပြီးနိုင်ငံတကာအကူအညီတွေကျဆင်းလာခြင်းကကုရမဲ့နိုင်ငံသားတွေအတွက်ဘလောက်ထိခိုက်စေသလဲ၊ဘလို့တုံ့ပြန်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့စကားဝိုင်းဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်။စကားဝိုင်းမှာပါဝင်ဆွေးနွေးခဲ့ကြတဲ့သူတွေကတော့ Conflict and Political Analyst စီလို Impact 360မြန်မာမှ Executive Director မတ်စုရတနာမြင့်လက်ရှိချင်းမိုင်တက္ကသိုလ်မှကျောင်းတက်နေပြီးတော့ဘာမာအကယ်ဒမီမှာ Academic Director အဖြစ်တာဝန်ယူထားတဲ့အကန်တာ ਨੇ ကရနီ National Women's Organization မှာ Chairperson မော်ပရီမြာတို့ပဲဖြစ်ကြပါဗယ်။ပွဲရဲ့ Moderator အနေနဲ့ကိုမင်းကောင်မှဆောင်ရွက်ပေးခဲ့ပါဗယ်။ ဒီနေ့မှာတော့အဆိုပါစကားဝိုင်းမှာ ပြောဆိုဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြန်လည်တင်ပြလိုက်ပါရရှင်။ဘလို့တက်ရောက်မှုတွေရှိနေလဲ။အများဆုံးထိခိုက်မှုရှိတာတော့လူသားချင်းစာနာမှုလုပ်ငန်းတွေဖြစ်တဲ့ကရင်နီစစ်ရှောင်ဒုက္ခသည်စခန်းတွေမှာရိတ်ခါစေဝါထောက်ပံ့မှုတွေနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုထိခိုက်မှုရှိတယ်။စေဝါပေးတာတွေရပ်တန့်လိုက်ရတယ်။စီးကန်းတွေပိတ် ဆရာမတွေလည်းမလာတော့တဲ့အချိန်မှာလက်ကျန်ဆေးရှိရင်တောင်ပေးလို့မရတော့ဘူး၊ကုပေးလို့မရတော့ဘူး။ဒုက္ခတဲ့စခန်းတွေထဲမှာလည်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတယ်။ကရင်နီနဲ့ထိုင်းနယ်စပ်တစ်လျှောက်မှာငကိုနှစ်ပေါင်း30ကျော်ကလေးကရှိနေပြီးသားဒုက္ခတွေရှိသလို2021အာနာသိမ့်ပြီးနောက်ပိုင်းဖြစ်လာတယ်။ကရင်နီစစ်ပေးရှောင်အရေးအတွက်တိမ့်နဲ့ချီပြီးနယ်စပ်တစ်လျှောက်မှာလာနေကြတယ်ဆိုတော့အဲ့ဒီစခန်းတွေအတွက်စားနပ်ရိက္ခာတွေ တကိုရေတုံးပစ္စည်းတွေနဲ့နေထိုင်မှုတဲ့အမိုးအကာတွေကအစာဒီလိုနိုင်ငံတကာအကူအညီတွေကနေပဲပံ့ပိုးရတာဖြစ်ပါတယ်။ပညာရေးဘက်ကိုကြည့်ရင်လည်းနိုင်ငံတကာပညာသင်စုတွေအကူအညီနဲ့ပညာသင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေအပေါ်ထိခိုက်မှုတွေရှိနေပါတယ်။မြန်မာကျောင်းသားတထောင်ကျော်ကိုထောက်ပံ့ထားတဲ့ Diversity and Inclusion Scholarship Program ကို American အစိုးရကဖြတ်တောက်လိုက်ပြီးတဲ့နောက်မှာ နိုင်ငံရခြားမှာပညာသင်ဆုနဲ့ရပ်တည်နေတဲ့မြန်မာလူငယ်တွေအနေနဲ့ပြည်တွင်းပြောင်းဝင်ရမလား။နေဆက်ကတက္ကသိုလ်တွေမှာကျောင်းဆက်တက်နိုင်မှုတခြားသီးလန့်နဲ့ရုန်းကန်ရမလား။စရဲမြေယာမတိချမှုတွေနဲ့လမ်းပြောင်းနေရတယ်လို့ဆွေးနွေးခဲ့ပါတယ်။ဘလို့တက်ရောက်မှုတွေရှိနေလဲ။အများဆုံးထိခိုက်မှုရှိတာတော့လူသားချင်းစာနာမှုလုပ်ငန်းတွေဖြစ်တယ်။ကရင်နီစစ်ရှောင်းဒုက္ခတဲ့စခန်းတွေမှာ ရိတ်ခါစေဝါထောက်ပံ့မှုတွေနဲ့ငွေဆောင်မှုလုပ်ငန်းတွေကို ထိခိုက်မှုရှိတယ်။စေဝါပေးတာတွေရပ်တန့်လိုက်ရတယ်။စီကန်းတွေပဲဆရာမတွေလည်းမလာတော့တဲ့အချိန်မှာ လက်ကျန်စီးရှိရင်တော့ပေးလို့မရတော့ဘူး၊ကုပေးလို့မရတော့ဘူး။ဒုက္ခတဲ့စခန်းတွေထဲမှာလည်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတယ်။ကရင်နီနဲ့ထိုင်းနယ်စပ်တစ်လျှောက်မှာငကိုနှစ်ပေါင်း30ကျော်ကလေးကရှိနေပြီးသားဒုက္ခတွေရှိတယ်လို့ 2021အာနာသိမ့်ပြီးနောက်ပိုင်းဖြစ်လာတဲ့ကရင်နီစစ်ဘေးရှောင်အရေးအတွက်တိမ့်နဲ့ချီပြီးတော့နေဆက်တလျှောက်မှာလာနေကြတယ်ဆိုတော့အဲ့ဒီစကန်းတွေအတွက်စားနပ်ရိက္ခာတွေတကူရီတုံးပစ္စည်းတွေနဲ့နေထိုင်မှုတဲအမိုးကာတွေကအစားဒီလို နိုင်ငံတကာအကူအညီတွေကနေပဲပံ့ပိုးရတာဖြစ်ပါတယ်။ပညာရေးဘက်ကိုကြည့်ရင်လည်းနိုင်ငံတကာပညာတင်စုတွေအကူအညီနဲ့ပညာတင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေအပေါ်ထိခိုက်မှုတွေရှိနေပါတယ်။ မြန်မာကျောင်းသားတထောင်ကျော်ကိုထောက်ပံ့ထားတဲ့ Diversity and Inclusion Scholarship Program ကို American အစိုးရကဖြတ်တောက်လိုက်ပြီးတဲ့နောက်နိုင်ငံရဲ့ခြားမှာပညာသင်ဆုနဲ့ရည်တည်နေတဲ့မြန်မာလူငယ်တွေအနေနဲ့ပြည်ရင်းပြောင်းဝင်ရမလား။နေဆက်ကတက္ကသိုလ်တွေမှာကျောင်းဆက်တက်နိုင်မှုတခြားနည်းလမ်းနဲ့ရုန်းကန်ရမလား။စရဲမရေရာမတိကြမှုတွေနဲ့လမ်းပြောင်းနေရတယ်လို့ဆွေးနွေးခဲ့ပါတယ်။ လူတို့လှုံ့ရှားမှုတွေဘက်မှာဘလို့တက်ရောက်မှုရှိလဲဆိုတာလည်းဆွေးနွေးခဲ့ကြပါတယ်။အာနာသိမ့်မှုစဖြစ်ကတဲ့ကနိုင်ငံတကာအထောက်အပံ့တွေအရေးပေါ်အသုံးစရိတ်ပုံစံနဲ့အဖွဲ့ပေါင်းစုံကနေဝင်ခဲ့ပါတယ်။ Digital Safety လို့နည်းပညာအကူအညီတွေဆက်သွယ်ရေးပစ္စည်းအထောက်အပံ့တွေနဲ့လုံခြုံရေးဆိုင်ရာအထောက်အကူဖြစ်စေတဲ့အကူအညီတွေကိုပံ့ပိုးခဲ့ပါတယ်။အာနာသိမ့်မှုအစပိုင်းမှာတော့လူတို့လှုံ့ဆော်မှုနဲ့တပိတ်တွေအပေါ်မှာမျောလင့်ချက်ကြီးကြပြီးတော့ အားလုံးရဲ့ဝိုင်းဝန်းထောက်ပံ့မှုတွေရှိခဲ့ပါတယ်။ CDM ပါဝင်သူများကိုတော့လစဉ်ကူညီထောက်ပံ့ပေးနိုင်တဲ့အထိပြည်ရင်းပြည်ပအလှရှင်တွေရဲ့စိတ်အားထက်သန်မှုတွေရှိခဲ့ပါတယ်။ထို့သောစစ်ကောင်စီရဲ့ဖိနှိပ်မှုပြင်းလာတာနဲ့အမျှလူထုလှုပ်ရှားမှုတွေကိုဖော်ဆောင်နိုင်တဲ့အခြေအနေဟာခက်ခဲလာပြီးတော့လူထုတပိတ်တွေထက်လက်နက်ကင်တော်လန်ရေးလမ်းစဉ်ဘက်ကိုပို့ပြီးတော့အားပေးထောက်ပံ့မှုတွေရှိလာပါတယ်။ သို့တော့မြို့ပြတွေမှာအခြေစိုက်ပြီးတော့အကြမ်းမဖက်အာဏာဖီဆန်ရင်းနဲ့လူထုလှုပ်ရှားမှုတွေပေါ်ဆောင်နေတဲ့လူငယ်တွေရှိနေသေးတဲ့အတွက်သူတို့ရဲ့လုံခြုံရေးနဲ့ဆက်လက်ရည်တည်နေနိုင်ရေးအတွက်ပြည်ရင်းပြည်ပအကူအညီတွေလိုအပ်ပါတယ်။နိုင်ငံတကာအကူအညီတွေကလည်းဒီလှုပ်ရှားမှုတွေကိုထောက်ခံ အားပေးတဲ့သဘောရှိတဲ့အတွက် အကြမ်းမဖက်လူထုလှုပ်ရှားမှုနဲ့ပြည်သူလူထုပါဝင်နိုင်တဲ့ကမ်ပိန်းတွေတရားပွဲတွေ စသဖြင့်လှုပ်ရှားမှုတွေအတွက်အများကြီးအထောက်အပံ့ဖြစ်ခဲ့ပါတယ်။တပိတ်လှုပ်ရှားမှုတွေထက်ပိုပြီးတော့ကျေပြန့်တဲ့ဒီမိုကရေစီနဲ့လူအခွင့်အရေးစံနှုန်းတွေကိုဖော်ဆောင်ပြီးတော့ civic space တွေ political space တွေပို့ပြီးတော့ကျေပြန့်လာအောင်ဖော်ဆောင်နေတဲ့လုပ်ငန်းတွေကိုလည်းအရက်ဖက်အဖွဲ့အစည်းတွေနဲ့လူငယ်တက်ကြွလှုပ်ရှားသူများကစူးစမ်းအထောက်နေကြတာလည်းရှိပါတယ်။ အခုလို funding ကတ်တွေကြုံလာရတဲ့အခါနိုင်ငံတကာအထောက်အပံ့တွေကြောင့်ပိုပြီးတော့ချီချီရောက်ရောက်လုံနိုင်တဲ့နိုင်ငံရေးအရာတိမ်မွေးတဲ့တန်မိုးထမှုနဲ့စံနှုန်းတွေပြန့်ပွားရေးလူအဖွဲ့အစည်းကိုစီယုံပညာပေးရေးလုပ်ငန်းတွေမှာလည်းစိန်ခေါ်မှုတွေအများကြီးဖြစ်လာပါတယ်။ local government ကိစ္စမျိုးအမျိုးသမီးတွေအကြမ်းဖက်ခံရမှုလိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို ဒီဒေါ်လာရေးအတိုင်းဝိုင်းအတွင်းမှာကိုပဲတော်တော်လေးပြန်ပြောနေရတဲ့အခြေအနေဖြစ်ပါတယ်။အခုကာလကလက်နက်ကင်ဒေါ်လာရေးအားကောင်းလာတဲ့အချိန်ဖြစ်တော့ဒေါ်လာရေးအောင်ဖို့ကနံပါတ်၁ဒီကိစ္စတွေနောက်မှပြောအစိုးရကိစ္စနောက်မှပြောလူ့ကဲဒီမိုကရေစီနောက်မှပြောအမျိုးသမီးတွေကိစ္စနောက်မှပြောလူငယ်တွေကိစ္စနောက်မှပြောစသဖြင့်ဖြစ်နေတဲ့အခြေအနေမှာအခုလိုအခြေအနေတွေဖြစ်တော့တော်တော်လေးအာရုံသွားတယ် ဒါပေမဲ့ဒီလူဖွဲ့စည်းဒီမျိုးဆက်က commitment ရှိတဲ့အတွက်ဆက်ပြီးတော့လုံနေအောင်ပါပဲလို့ယုံကြည်ရယ်။သို့တော့အရှိန်အဟုန်ကြီးတစ်ခုရက်သွားရတယ်လို့တော့မြင်တယ်လို့ဆွေးနွေးခဲ့ကြပါဗျ။ရှိတိုးဘလို့ဖြစ်ရှင်းနေလဲ။လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာတော့အရင်လိုလူအလုံးကိုကိုရာမျိုးမလုံနိုင်တော့ဘဲနဲ့ပူဇော်ပေးရွေးချယ်ရတာမျိုးတွေရှိလာပါဗျ။ဥပမာကိုဝန်ဆောင်တွေ တက်ကြီးရွယ်အိုတွေနာတာရှည်ယောဂါခံစားနေရတဲ့သူတွေမတန်ဆွမ်းသူတွေစသဖြင့်ထိလွယ်ရှလွယ်တဲ့အုပ်စုတွေကို ရွေးပြီးတော့မှကိုရတာမျိုးတွေလုပ်ရပါတယ်။စောင်းဝင်နေရေးအဆင်မပြေလေလေအိမ်တွင်းအကြမ်းဖက်မှုကပုံများလေလေဖြစ်လာတယ်။နိုင်ငံရေးအပြောင်းလဲတွေကြားထဲမှာတရားဥပဒေစိုးမိုးမှုကအားနေတော့မွေးရစည်းဝါးတုံးဆွဲတဲ့ပြဿနာတွေရှိလာပြီးတော့အိမ်တွင်းအကြမ်းဖက်မှုတို့ rape case တို့လည်းပိုဖြစ်လာပါတယ်။ ဒီလိုကိစ္စတွေကိုတတောင်းတနေရကနေကူညီပေးနေတဲ့နိုင်ငံတကာအထောက်အပံ့တွေကလည်းရပ်ခံလိုက်ရတော့ဒီလိုအကြမ်းဖက်မှုကိစ္စတွေကိုရှင်းချနိုင်မှုကတော်လှန်ရေးအစိုးရတွေအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဘလိုမူဝါဒတွေနဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်မလဲဆိုတာကိုချိန်ဆညှိနှိုင်းဖို့လိုလာပါတယ်။အခုချိန်မှာပြည်သူတွေနဲ့တေချာပူးပေါင်းပြီးတော့စီစီလုံးလုံးနဲ့တေချာရုံရမယ့်အချိန်ရောက်ပြီး ကိုယ်နိုင်ငံအနေထားနဲ့ခက်ခဲလွန်းလို့သာဒီလိုနိုင်ငံတကာအကူအညီတွေကိုမိခိုနေရတာဖြစ်ပါတယ်။လူထုလှုံ့ရှားမှုကိုဆက်လုံနေတဲ့လူငယ်တပိတ်အဖွဲ့တွေအတွက်တော့လုံခြုံရေးအစီအမံတွေကရပ်တန့်သွားလို့မရတဲ့အခြေအနေဖြစ်တဲ့ဒီအထောက်ပံ့တွေအတွက်တော့မထီခိုင်အောင်လို့အရင်ကတည်းကကြိုးစင်းစားပြင်ဆင်ထားခဲ့ပါတယ်။သို့တော့အကန့်အသတ်တော့ရှိရဲ့ရီတို့အတွက်ပဲတောင်းခံနိုင်တယ်။ ဒါကြောင့်လက်ထဲမှာရှိတဲ့ resource ကိုပိုပွားအောင်ဘယ်လိုလုပ်ကြမလဲဆိုတာမိဖက်အဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်တိုင်ပင်ရတာမျိုးတွေရှိတယ်။အခုလို funding cut တွေနဲ့ကြုံရတဲ့အခါမှာကိုရီအနေနဲ့လည်းနိုင်ငံတကာအထောက်အပံ့တွေကိုကြီးမမိခိုးပဲနဲ့ကိုရိုင်းလုံလောက်တဲ့အရင်းမြစ်တွေဖန်တီးရတော့မယ်ဆိုတဲ့အချက်ပေးခေါင်းလောင်းမိလာတယ်။ social media ခေ AI ခေမှာဒီနည်းပညာတွေကိုသုံးပြီးတော့အရင်းအနှီးနည်းနည်းနဲ့ ထိရောက်တဲ့လူမှုစီယုံရေးနည်းနာတွေကိုသုံးဖို့လိုအပ်လာပါတယ်။အရင်တုန်းကအရှိန်အဟုန်ကောင်းကောင်းနဲ့လုပ်နေတဲ့ local democracy ကိစ္စ၊ democracy နဲ့ right based လုပ်ငန်းတွေ၊ humanitarian ကိစ္စတွေတော်တော်လေးတန်သွားတယ်။ဒီကြားထဲကိုပဲငလေငါဖြစ်သွားတယ်။ပြည်သူလူထုဘက်ကြည့်ရင်လဲစီးပွားရေးနဲ့အထွေထွေအကျပ်တဲတွေကြုံနေရတယ်။မန္တလေးမြို့လိုနေရာမျိုးကထိသွားတော့ စီးပွားရေးအရာလဲ supply chain တွေ အကုန်လုံးဒုက္ခရောက်တာတွေကြုံရတယ်။ပြည်တွင်းမှာရှိတဲ့ပြည်သူလူထုအချင်းချင်းကနေပြန်ပြီးတော့ကူညီနိုင်ဖို့ဆိုတာလဲပို့ပြီးတော့အကန့်အသတ်ရှိလာတယ်။ဒါကြောင့်ဒီကာလအတွင်းမှာနိုင်ငံတကာအလှရှင်တွေတွေမဟုတ်ဘဲနဲ့ကိုယ်တွေမှာရှိတဲ့အရင်းမြစ်တွေကိုအချင်းချင်းမျှသုံးလို့လဲရမယ်ထင်ပါတယ်။အခုလိုအခြေအနေမှာဂျာကာလာအစိုးရတွေကိုတွန်းတင်တယ်လို့လည်းမြင်နေပြည်သူဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေအောင်အောင်မြင်မြင်ဖြစ်ဖို့ ဒီအရက်ဖက်အဖွဲ့စည်းတွေနဲ့ပူးပေါင်းတင်နေ။မြေပြင်မှာရှိနေတဲ့ရဲဘော်တွေနဲ့ဒီဘက်ကူညီပေးနေသူတွေကြားမှာအဟအယမ်းမကြည့်အောင်လဲဂယူးဆိုင်တင်နေ။စိတ်မကောင်းစရာတခုကလည်းအခုလိုဖန်နေရော့တာတွေဖြစ်လာတော့ကောင်းနေ။ဒါမှစီရဲဆိုတွေအာချောင်လို့မရမှာရက်သွားလဲကောင်းနေ။စသဖြင့်ပြောတာတွေရှိတယ်။ဒီဟာတွေဘသူမှအကျိုးမရှိဘဲနဲ့စစ်တပ်ကဝါရဖြန့်ပြီးသားဖြစ်လို့စစ်တပ်ကသာပို့ပြီးတော့အမျက်ထွက်စေတဲ့ဇာတ်မျိုးတွေဖြစ်တယ်။ ဲ့ဒါကြောင့်တော်လန်ကြီးအင်အားစုအချင်းချင်းကြားမှာလဲဒီသတင်းစကားတွေနဲ့ပတ်သက်လို့တေချာတိုင်ပင်ဆွေးနွေးပြီးတော့ပြည်သူလူထုနဲ့ပို့ပြီးတော့နင်းနီးကကချိတ်ဆက်ဆောင်ရွက်တင်တယ်လို့ဆွေးနွေးခဲ့ကြပါတယ်။ရေရှည်အတွက်ဘလို့ပြင်ဆင်မလဲရေရှည်အတွက်ဆိုရင်တော့အခုဖြစ်နေတဲ့အခြေအနေတွေအကုန်လုံးကိုကြော်ပြီးကြည့်ဖို့လိုပါမယ်။စစ်ပွဲတွေဖြစ်နေတဲ့တည်းရေစစ်ဆောင်ရေအတွက်ပိုတိုးလာမှာဖြစ်တယ်လို့ လူသားချင်းစာနာမှုအချက်အသေးတွေကလည်းအခြေအနေပိုဆိုးလာမှာဖြစ်ပါတယ်။တော်လန်ရေးလှုပ်ရှားမှုတစ်ခုလုံးကိုကြော်ပြီးကြည့်လိုက်လို့ရှိရင်လည်းအနာဂတ်မှာရင်မောစရာကိစ္စတွေရှိနေတယ်။မျိုးစက်နဲ့ခြိပြီးတော့ကြုံနေရတဲ့အနာဂတ်မြည်ရမှုတွေပညာရေးခါဆက်ပြတ်တာတွေအလောက်ကမရှိလို့နိုင်ငံပြင်ပကိုအလုံးလိုက်ကြီးထွက်သွားကြတာတွေမူရစ်ဇေဝနဲ့ကုဆတ်ယောဂပြဿနာတွေပြီးတော့နိုင်ငံထဲမှာ infrastructure ပျက်စီးကုန်တာ သဘာဝဘေးနဲ့ climate change ပြဿနာအိမ်နီးချင်းနိုင်ငံတွေရဲ့အနိုင်ကျင့်တာတွေစသဖြင့်ဖြေရှင်းရမယ့်ကိစ္စတွေအများကြီးရှိနေပါတယ်။အဲ့တော့လူအဖွဲ့အစည်းကိုဘယ်လိုပြန်တည်ဆောက်မလဲ။လူငယ်တွေရဲ့အနာဂတ်ကိုဘယ်လိုပုံဖော်မလဲဆိုတာတွေကိုဆွေးနွေးကြပြင်ဆင်ကြဖို့အချိန်တန်ပြီ။လူမှုကိုတောင်းခံပါကြီးပြောမနေနဲ့။တောင်းခံနိုင်စွမ်းမြင့်ယုံနေတယ်မဟုတ်ပဲ။လက်တွေ့ကြကြမှာကိုအားကိုကိုးနိုင်တဲ့အနေအထားဖြစ်လာအောင်လို့ စနစ်တကျနဲ့အားလုံးပေါင်းပြီးတော့ကြိုးစားရမယ်လို့ယူဆပါတယ်။တခုခုဆိုရင် resilient ဖြစ်ဖို့ပဲပြောတာများတယ်။ကြံ့ကြံ့ခံ တောင့်ခံပြီးတော့ရင်ကိုယ်မှာရှိတဲ့အရေးအချင်းနဲ့အရင်းအမြစ်တွေကိုပေါက်ဆက်ပြီးတော့ effective ဖြစ်တဲ့လူအဖွဲ့အစည်းဖြစ်ဖို့ရှေ့တလန်းထပ်တိုးရတော့မယ်။တော်လန်ရေးကာလအတွင်းရောအလုံးမာရောအရက်ဖက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကအမြဲတမ်းအရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ institution တွေပို့ပြီးအားကောင်းလာတဲ့အချိန်ဒီမိုကရေစီအားကောင်းလာတဲ့အချိန်မှာတော့ဒီမိုကရေစီနောက်ပြန်လက်မကျဖို့အတွက်အရက်ဖက်အဖွဲ့အစည်းတွေလူငယ်အဖွဲ့အစည်းတွေကျောင်းသားအဖွဲ့အစည်းတွေက ထိန်းចောင်းပေးတာဖြစ်တဲ့အတွက်ဒီအဖွဲ့အစည်းတွေအားကောင်းနေဖို့လိုအပ်ပါတယ်ဒီအဖွဲ့အစည်းတွေကနိုင်ငံတကာအထောက်အပံ့တွေပေါ်မှာရည်တည်နေရခြင်းမနေရခြင်းထက်ရေရှည်ဆက်လက်ရှင်သန်မှုအတွက်တတ်နိုင်သမျှ နည်းလမ်းတွေကိုစ조사ပြင်ဆင်ရအောင်ပါပါပဲ။နောက်တစ်ပိုင်းကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးကြတာတော်တော်လေးနေတယ်။ Federal ရေးရမူဝါဒတွေပြောတယ်။အာဏာခွဲဝေမှုအကြောင်းတွေပြောတယ်။သို့တော့စီးပွားရေးစနစ်ကိုဘယ်လိုထူထောင်မလဲ၊ပြည်သူကိုဘယ်လိုဝန်ဆောင်မှုပေးမလဲဆိုတာတွေတိတ်မပြောဖြစ်ကြဘူး။နိုင်ငံရဲ့စီးပွားရေးလက်ပတ်ပုံက capitalize လုပ်ထားတယ် စစ်တပ်အပါအဝင်အရင်းရှင်တွေခရိုနီတွေကပဲစီးပွားရေးအကုန်လုံးကိုလွှမ်းမိုးထားတယ်။ကြံဒေသတွေမှာဆိုလဲတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကအလားတူပဲစီးပွားရေးစနစ်ကိုလွှမ်းမိုးထားတယ်။အဲ့လိုအခြေအနေတွေကတော်လန်ရေးအလုံးမှာလဲဒီတိုင်းဆက်သွားမယ်ဆိုရင်မညီမျှမှုတွေက ရှိနေအောင်ပါပဲ။ ။ဒါကြောင့်ဂျာကာလာအစိုးရတွေကလက်ရှိတော်လှန်ရေးအစိုးရတွေအနေနဲ့လည်းဒါတွေကိုအခုကလေးကပွင့်လင်းမြင်သာစွာနဲ့ညှိနှိုင်းပြီးတော့ဘလို့စည်းပွားရေးစနစ်နဲ့ပြည်သူကိုဝန်ဆောင်မှုတွေပို့ပေးနိုင်မလဲဆိုတာမျိုးဆွေးနွေးအဖြေရှာတင်တယ်။အရက်ဖက်အဖွဲစည်းတွေကိုပဲ အားကိုးနေရဆိုရင် အရင်မြစ်တွေကအရန်အကန့်အသတ်ဖြစ်လာတယ်။ဒီကိစ္စတွေကို advocacy နဲ့မဟုတ်ဘဲနဲ့ဂျားကာလာအစိုးရတွေကိုနာနာပြောမှအရတော့မယ်။ မြများပြောမြများတွန်းပြီးတော့ဒီလိုဆွေးနွေးမှုကိုစနိုင်မှုလိုတယ်။တချို့ sector တွေ public service တွေကိုအစိုးရတွေကကိုယ်တိုင်တာဝန်ယူရဲဆိုရင်အရက်ဖတ်အဖွဲ့အစည်းတွေအနေနဲ့လည်းပို့ပြီးတော့အားကောင်းတဲ့အရေးတခုကိုအတူပေါင်းလုပ်နိုင်မယ်လို့မြင်ပါတယ်။အခုလိုအချိန်ပေးပြီးတော့စိတ်ဝင်စားနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ impact 360အနေနဲ့ diversity conversations ခေါင်းစဉ်အောက်ကနေပြီးတော့ဒီလိုအရေးပါတဲ့အကြောင်းအရာတွေကိုဆွေးနွေးဖလှယ်နိုင်မဲ့စကားဝိုင်းဆွေးနွေးပွဲတွေကိုမကြာခဏကျင်းပလေးရှိပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီလိုပွဲတွေမှာဓာတ်ရိုက်ပါဝင်ဆွေးနွေးခြင်းနဲ့ဒါမှမဟုတ်နားထောင်ခြင်းနဲ့ဆိုရင် impact 360ရဲ့ Facebook page ကို follow လုပ်ထားဖို့တိုက်တွန်းလိုပါတယ်။ ဒါမှလည်းပွဲအကျိုးကြီးညာတဲ့အချိန်မှာအချိန်မီစီးရင်ပြေးတွင်းလို့ရမှာဖြစ်ပါတယ်။နောက်ထပ်အစီအစဉ်တွေမှာပြန်လည်တွေ့ဆုံဖို့မျှော်လင့်ရင်းနဲ့မင်္ဂလာရှိတဲ့နေ့ရက်ကောင်းလေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနှုတ်ဆက်စကားဆိုလိုက်ရပါတယ်ရှင်။